လဝေးပရတများလုံးမင်္ဂလာပါဗျာဒီညကတော့ဘာအကြောင်းအရာပြောမလဲဆိုရင်အဲမွေရဲ့အကြောင်းပါခင်ဗျာဘာလို့ဆိုရင်အဲမွေရဲ့ပွဲကတခုနီးလာနေပြီဖြစ်ပါတယ်နော်ဒီတစ်ပတ်တောက်ကြံရမှာရှင်ပြန်ကစားရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာအဲမွေကဘန်ကောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အခုဒီပုံမှာပြထားတဲ့အတိုင်းပဲကိုဖြိုးဝင်နဲ့ဒီလွန်ဘီနီစတေဒီယမ်နာဂဟိုတယ်မှာရောက်ရှိနေကြပြီဖြစ်ပါတယ် အဲ့တော့မနက်ဖန်ကတော့ပွဲကြုံဆေးစစ်တာပေါ့နော်သူရဲ့ကျမ်းမာရဲ့အခြေအနေဒီပွဲကစားလို့အဆင်ပြေမပြေပေါ့နော်အဲ့ဒါတွေစစ်မှဖြစ်ပါတယ်ဒီအဆင်လည်းတော်တော်လေးကိုအရေးကြီးပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ကအတွေ့အကြုံရှိပြီးတာပေါ့နော်ဒီကျွန်တော်တို့ရဲ့ fighter တန်စင်တန်စင်ပွဲကစားမင်းနေပေါ့နော်ဘော်ဒဟုနေမှာတော့ကျမ်းမာရဲ့အရင်စစ်ဆေးတဲ့အဲ့မှာမျက်လုံးသိအဆင်မပြေဘူးဆိုတာတွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲအဲ့ဒီပွဲကိုဒီ ရန်နာလိုက်ရတာပေါ့နော်အဲ့တော့၃လလောက်နားပြီးတော့ပြန်ပြီးတော့ကစားလို့ရပြီဆိုတော့ကျွန်တော်တို့တိရှိရပါတယ်အရင်ကြီးတော့အစိုးရကြာမရှိဘူးဒါပေမဲ့အခုဒီကျမ်းမာရေးဆေးစစ်တဲ့ဟာက တော်တော်လေးကိုအရေးကြီးပါတယ်အခုမနက်ဖန်လဲအိမ်ွေကပထမဆုံးဒီကျမ်းမာရေးဆေးစစ်တာတွေကိုအရင်လှုံ့ဆော်ရမှာဖြစ်ပါတယ်တို့ခန္ဓာကိုတို့လက်တွေခြေတွေ ပြီးတော့အမျက်လုံးတွေကောင်းမကောင်းနှလုံးပေါ့နော်အကုန်လုံးစစ်ဆေးမှဖြစ်ပါတယ်အဲ့တော့မနှက်ဖန်ကပွဲကြိုဆေးစစ်မှဖြစ်တယ်ပြီးတော့တပတ်ခါဆိုရင်ဝိတ်ချိန်မယ်ပြီးတော့ hydration test စစ်ပါမယ်အဲ့ဒါပြီးရင်တော့ face off flow မှဖြစ်ပါတယ်ညနေပိုင်းလောက်ပေါ့နော်ညနေ3နာရီလောက်မှ face off လုပ်မှဖြစ်တယ်ပွဲကတော့တောက်ကြိုင်ညမှာကစားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ fighter အဲမွေကတော့အစင်းတင်းဖြစ်နေပါပြီ ဒီပွဲမှာတော့နိုင်ပွဲရရှိမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်။ bonus လည်းရရှိပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပေးပါတယ်နော်။ဟုတ်ပြီအဲ့တော့သူ့ရဲ့ပြင်ပတ်သူ့ရဲ့ပြင်ပတ်ကမွေထိုင်းဖိုက်တာပါ။ what did cry ပေါ့နော် what did cry လို့အမည်ရပါတယ်။အတန်ထွက်ကမှန်ကျမှမှန်ပါမယ်နော်။ကျွန်တော်ဒီ English လို့ရေးထားတဲ့အတိုင်းဖတ်ပြတာပါ what did cry သူ့ရဲ့အသက်ကလက်ရှိ23နှစ်ရှိနေပါပြီ။အချက်က9ပဲရှိလို့မှထူးခြားတဲ့ချက်ကအဲ့ဒါပဲ။ အင်းဝေက9ပင်နဲ့မှ6လက်မပဲရှိတယ်။ဟိုတီခရယ်က9ပဲ10လက်မတည်းရှိပါတယ်။အဲ့တော့ရှင်ရက်လိုက်ရင်တော့ဒီ9လက်မဆိုတာလဲတော်တော်လေးကိုကွာနေမှတည်ချပါတယ်နော်။အာ Facebook လုတ်တဲ့ချိန်မှာပဲကျွန်တော်တို့အဲ့ဒါတော့အဆောင်ကြည့်ရမှာပေါ့။အဲ့တော့ဝတီခရယ်ကအရေးပို့ပြီးတော့ရှည်တယ်။ပြီးတော့ဒီ1 championship မှာတော့တပွဲပဲကစားထားပါတယ်။အဲ့ဒီပွဲကလည်းမွေထိုင်ပွဲစဉ် KO နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်။ဟုတ်ပါ အဲ့တော့တကယ်ကိုမလွယ်တဲ့ fighter ပဲ short တော့လို့တော့မရပါဘူးခင်ဗျမွေထိုင်းတမားဆိုတဲ့အတိုင်းပဲဒီ clinch ပိုင်းကိုတော်တော်လေးကိုပိုင်ပိုင်နိုင်နိုင်ကစားနိုင်တဲ့ fighter ဖြစ်ပါတယ်ကျွန်တော်တို့အေးမွေကတော့သူ့ထက်အသက်တနည်းငယ်တယ်လက်ရှိအတက်က22နှစ်ပဲရှိပါသေးတယ်ခုနကပြောခဲ့တဲ့အတိုင်းပဲအရက်ကတော့9ပေ6လမှဖြစ်ပါတယ် one championship record ဆိုရင်ကျွန်တော်တို့၄ပွဲထိုးတယ်၂ပွဲရှုံး၂ပွဲနိုင်ပါနော် record အဖြစ်တော့အာအရင်ကြီးကောင်းတယ်လို့ပြောလို့မရပါပဲသူကစားခဲ့တဲ့ fighter တွေ သူကစားခဲ့တဲ့ fighter တွေအတင် Israel fighter Harvard Gordon ပြီးတော့ Mukaseto ပြီးတော့ Omar Kante တကယ်ကိုကောင်းတဲ့ fighter တွေပါเนาะအဓိကတော့ဒီ Israel fighter Harvard Gordon နဲ့ဒီ Japan fighter Mukaseto ပါဒီနှစ်ယောက်ကတကယ် champion တွေတကယ်ကိုနိုင်ငံတကာမှာပတ်ထိုးနေတဲ့ Warrior fighter ကြီးတွေဖြစ်ပါတယ် အဟာဘက်ဂေါ်ဒန်ဆိုရင်အခုလက်ရှိ Flying Vic တန်းမှာကစားနေတဲ့ fighter ပဲအားလုံးထက်တဆင့်ပုံမြင်ပါတယ်တကင်းကို fight IQ ကောင်းတဲ့ fighter တယောက်ပါကျွန်တော်ကတော့သိမကြခင်ဒီအဟာဘက်ဂေါ်ဒန်က Rock Town ကိုလည်းအနိုင်ယူပြီးတော့ Flying Vic တန်းမှာ champion ဖြစ်လာမလို့ကျွန်တော်တို့ယုံကြည်ပါတယ်အချိန်နဲ့တော့အဆန်ပြီးတော့အဆောင်ကြည့်တော့မှာပါနော်ပထမတပွဲပဲထိုးရတည်တယ်ဒီပွဲမှာတော့ဒီအေးမွေနဲ့ထိုးတာပါနော်အေးမွေကိုလည်းတူ အနိုင်ရရှိတဲ့အတာစီးကစားနိုင်တဲ့ဆိုပေမဲ့ကျွန်တော်တို့ fighter လည်းတကယ်ကိုလဝိတ် fighter မာကုံမြင့်တဲ့ fighter အဲ့လိုမျိုး fighter ဖြစ်နေလို့ဒီ KO မရလိုက်တာပါတခြား Muay Thai fighter တွေဆိုရင်တော့ဒီအဲမွေနေရမှာဆိုရင်လုံးဝအလေးထိုးနဲ့အရှုံးပေးရပြီလုံးဝတေးကြတယ်အဲ့ဒါတော့အဲ့တော့ Harvard Gordon ကလည်းသိပ်မကြခင်ပွဲပြန်လာတော့မယ်ဆိုပြီးတော့သူ့ရဲ့ Instagram account မှာချိန်ညှထားတာရှိပါတယ်ပုံမှန်လဲ legend နေပါတယ် ီတယောက်ကတော့ဂိမ်းကို short တွက်လို့မရတဲ့ fighter ပါပြီးတော့ခုနကပြောတဲ့ Muka Seto Muka Seto ကတော့ပထမပွဲမှာကျွန်တော်တို့အင်းမွေပေါ်လေးထုံးနဲ့ရှုံးနေတာနဲ့ဒီတပွဲကိုတော့ကောင်းကောင်းမွန်မွန်ပြင်ဆင်လာပြီးတော့အလေးထိုးအနိုင်ယူမဲ့အနေအထားတို့ကချက်ပြနေတာဖြစ်ပါတယ်ဒီဒီချိန်တူနဲ့ယင်ဆိုင်ရမယ့် fighter လည်းကျွန်တော်တို့မြန်မာ fighter ပဲ super ရေချမ်းဖြစ်ပါတယ်ခင်ဗျဝါအဲ့တော့ မူကာစေတဝမြန်မာတွေကိုရှုံးကျွေးဆက်ချင်နေတဲ့အခြေအနေမှာရှိနေပါတယ်။ပွဲတွေပဲကလည်းကျွန်တော်တို့မြန်မာဖိုက်တာနဲ့ပဲဆိုတော့စူပါရချမ်းတော်တော်လေးကိုတတိထားပြီးတော့ကစားမှဖြစ်မှာပါ။မဟုတ်ရင်တော့ဟိုတယောက်ကတော့လုံးဝပြင်ဆင်မှု အပြည့်နေပါတော့။အဲ့တော့ဒီပွဲလည်းအရေးကြီးပါတယ်။ကျွန်တော်တို့အေးမွေပွဲကတော့ဒီတစ်ပတ်တောက်ကြညာပါ။ပြီးပြီးတော့စူပါရချမ်းနဲ့မူကာစေတိုရဲ့ပွဲကတော့အာ30ရက်နေ့ပါ။ဒီလပဲပေါ့နော်ဒီလပဲ30ရက်နဲ့ ပြီးတော့အခြား fighter တွေလာပါဦးမယ်နော်အခြား fighter တွေလည်းကျွန်တော်တို့မြန်မာ fighter တွေလည်းရှိပါသေးတယ်အဲ့ဒါတော့ one championship ကနေလက်ရှိတည်ဝင်ကြင်ရထင်းတော့မရှိသေးဘူးအာတို့ဘက်ကကြင်ရတော့ကျွန်တော်ပြန်ပြီးတော့တင်ဆက်ပြီးတော့ဖြစ်ပါတယ် okay အဲ့တော့အင်းမွေဒီတစ်ပတ်ကျွန်တော်တို့အတူတကွအားပေးကြဖို့အစဉ်တင်နော်လုံးဝ bonus လည်းရရှိပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်အကြောင်းအရာတစ်ခုကပါလဲဆိုရင်ကိုအွန်လိုင်းရဲ့ဘော်ဒါရေးအကြောင်းပါ ကိုအွန်လိုင်းရဲ့ဘော်ရာဂျီကပြီးခဲ့တဲ့ကနေဒါနိုင်ငံမှာထိုးတက်သွားတဲ့ UFC ပွဲမှာနော်ဒီပွဲမှာကိုအွန်လိုင်းရဲ့ဘော်ရာဂျီမတ်အန်ဒရီဘယ်ရီယိုကအနိုင်ရရှိတာဖြစ်ပါတယ်ဒီသူရဲ့ပြန်ဘက်ကတော့ Brazil Fighter ပေါ့နော် Brazil Fighter Bruno Silva ပါဖလာပါတဲ့တတောင်ရဲ့ချက်နဲ့အဆုံးတက်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီပွဲအပြီးမှာသူကချက်ချင်းပဲနောက်ထပ်တပွဲထပ်ရပါတယ်ဗျဒီပွဲကတော့ဘလို့ပြောရမလဲတော့မသိတော့သူရဲ့ပြန်ဘက်ကတော့ကျွန်တော်အကြိုက်ဆုံး Fighter တစ်ယောက်ပါ အဲ့ဒါတော့ရှာရာဘူတင်မက်ဂိုမက်ဒော့ဖ်ပေါ့နော်ပရက်ရှာဖိုက်တာမျိုးလုံးတစ်ဖက်သိမကောင်းလို့ပေါ့နော်အဲ့လိုမျိုးအခြေအနေရှိတဲ့ဖိုက်တာတယောက်ပါတကယ်ကိုကောင်းတဲ့ဖိုက်တာကျွန်တော်တကယ်ကိုခိုက်တယ်ဒီဖိုက်တာရေရုရှားဖိုက်တာဒီခေတ်မှာတော့စတန်ဖိုက်တမားဒီခေတ်မှာကျွန်တော်အကြိုက်ဆုံးဖိုက်တာတော့ပြောလို့ရပါတယ်တယောက်အဲ့တော့ဒီတခါတော့ဘသူကိုအားပေးရမှန်းတော့မသိတော့ပါပွဲရတော့လာမယ့်ဂျွန်လိုင်း26ရက်နေ့ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီကိုအောင်လာရဲ့ပေါ်လာရေးမတ်နဲ့ဒီရုရှားဖိုက်တာ ရှာရာဘော့တင်ပေါ့နော်ဒီနှစ်ယောက်က1 to 10 ranking ထဲမှာတော့မဝင်သေးပါဘူးခင်ဗျ1 to 10မဝင်ဘူးဆိုပေမဲ့ဒီတွဲဆိုင်ကတကယ်ကိုကြည့်လို့ကောင်းတဲ့ fighter တင်မလားရှာရာဘွန်တင်ရဲ့ပွဲကိုကြည့်မယ်ဆိုရင်လည်းသူမိနစ်တုန်းကလုံးဝကိုနာမည်ကြီးရောတဲ့အကွက်ကဒီ spinning back face ပေါ့နော် double spinning back face နောက်ပြန်ရိုက်ချက်ကိုနှစ်ချက်စတိုက်ကိုတုံးသွားတာပါဒါတော့တကယ်ကို UFC တမိုင်းမှာလုံးဝမကြုံဘူးတဲ့ပုံစံပေါ့နော် တကယ်ကြည့်လို့ကောင်းတဲ့ပုံစံနဲ့အဆုံးသတ်နိုင်တာဖြစ်ပါတယ်။မာကျွန်တော်လည်းတကယ်ကိုခိုက်တယ်အဲ့ကွက်ဒီတပွဲပဲမဟုတ်ဘူးအခြားပွဲမှာလည်းတူကစားတဲ့ပုံစံကျွန်တော်တကယ်ကိုခိုက်ပါတယ်နော်တကယ်ကိုကြည့်လို့ကောင်းတဲ့ fighter တကယ်ကိုတော်တဲ့ fighter ဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ယောက်က1 to 10 ranking ထဲမှာမဝင်ဘူးဆိုပေမဲ့တကယ်ကိုကျန်းတဲ့ fighter ဟိုတစ်ယောက်ကလည်းကို online ရဲ့ပေါ်လာလည်းတောင်ရိုက်ချက်နဲ့အဆုံးတတ်ထားတယ်တကယ်ကိုကျန်းကျန်းတန်းတန်းကစားတဲ့ fighter အခု Ishara Bodhi Medov ကလည်းတကယ်ကို channel fighter အဲ့တော့ဒီပွဲက middleweight ပွဲစဉ်မှာဖြစ်ပါတယ်တကဘာလုံးစိတ်ဝင်စားတဲ့အဆောင်ကြီးရမယ့်ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာပဲကျွန်တော်တို့ middleweight တန်းကနောက်ထပ်ပွဲစဉ်ပေါ့နော် Rainier Director နဲ့ Robert Whittaker ရဲ့ပွဲလည်းပါဝင်နေပါတယ်။ပြောမယ်ဆိုရင် Rainier Director က ဒီ ranking 9နေရာမှာရောက်ရှိနေတဲ့ Robert Whittaker နဲ့ချက်ချင်းပဲစိန်ခေါ်ခွင့်ရတာပေါ့နော်ဒါတော့ကျွန်တော်ထင်တော့ဒီ data ကန်စွကောင်းတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နော်ဘာလို့ဆိုရင်ဒီ Shara Putin တို့ Mark Andre Barrio တို့ ਨੇ တကယ်လို့ထိုးတက်ခဲ့တယ်ဆိုရင်တော့ Rainier အတွက်တကယ်ကိုမလွယ်ပါဘူးနိုင်ဖို့ရခိုင်တော့တော့လုံးဝမသေးချပါဘူးခင်ဗျဒါပေမဲ့ဒီ fighter တွေကိုသူက ထိုးကြမလို့ပဲနဲ့တဆင့်ကျော်သွားတာပေါ့နော်1 to 5နေရာကိုသူအဆိုင်ကောက်ခွင့်ရရှိသွားတာဖြစ်ပါတယ်ဒါနဲ့လည်းဒီ Robert Wade Taker နဲ့ပြီးရင်လည်းဒီ1 to 5အနောက်ပေါ့နော်အနောက်က fighter တွေနဲ့လည်းပြန်ပြီးတော့ကစားလာနိုင်ပါတယ်အဲ့ဒါတော့ UFC ဘက်ကပဲမို့တည်တာပေါ့နော်အဲ့တော့ Rainier Dictator ပွဲရလဲတကယ်ကိုကောင်းတဲ့ပွဲစဉ်ပါတကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်ပါဒါပေမဲ့ ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာခုနပြောတဲ့ Mac and Bio နဲ့ Sharp Putin Macomitoff ရဲ့ပွဲစဉ်မှာအဲ့ဒါတော့ကျွန်တော်အကြိုက်ဆုံးဘယ်တရားကိုအားပေးရမလဲတော့မှကျွန်တော်တော့လုံးဝမသိတော့ပါဘူးအဲ့လိုထိပါနော်အဲ့တော့လာမယ်ဒီဂျွန်လ26ရက်နေ့မှာတော့အရှိအလေပိုင်း data မှာကျင်းပမှာဖြစ်ပါတယ်ဒီပွဲကတော့ကိုအောင်လာလည်းပါဝင်လာမှာဖြစ်ပါတယ်ချင်းပြန်မှာမဟုတ်ပါဘူးတူတငယ်ချင်းကိုသူက corner အဖြစ်လိုက်လာမှာဖြစ်ပါတယ်အဲ့တော့ ဒီပွဲကိုအလုပ်တကွာအားပေးလိုက်ကြရအောင်ဗျအဲ့တော့အခုကြည့်ရှုနေတဲ့အင်ဂျီကိုတွေလည်းဒီတွင်းဆိုင်နှစ်ဆိုင်ပေါ့နော်မတ်အန်ဒရီပါရီယိုနဲ့ရှာရာပူတင်မက်ဂတ်အော့ဖ်ဒီနှစ်ယောက်တည်းကဘယ်တစ်ယောက်ကိုအားပေးမလဲဘယ်တစ်ယောက်အနိုင်ရမလဲလို့ထင်ကြပါလဲပြီးတော့နောက်တစ်ချက်ကရိုင်နီယာဒီရိုက်တာနဲ့ဝိတ်ထိတ်ကဒီဖိုက်တာနှစ်ယောက်တည်းကဘယ်တစ်ယောက်အနိုင်ရမလဲလို့ထင်ကြပါလဲအောက်မှာ comment ချန်ခဲ့ပေးပါနော်โอเคကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံမယ်